အားလုံးပဲမင်္ဂလာပါလူအယောက်400ကျော်ကိုတက်ဖြတ်စားတောက်ခဲ့တဲ့ကြားရကောင်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါလေတကယ့်ဖြစ်ရမှန်ဇက်လန်အပြည့်စုံကိုရှာဖွေတင်ဆက်ပေးရတာဖြစ်ပါလေခင်ဗျာဆရာຫນွယ်ယိုးရေးသားထားတဲ့ဘဒုအမာလဲဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါလေခင်ဗျာဘဒုအမာလဲမနေ့ကအထိဒီရွာအဝင်လမ်းလေးဤမနေ့ခင်းတွင် စူညံစီကားခဲ့ဘူးသည်ဓမ္မခါထိုးသူတစဉ်ကင်ဆွဲသူတရင်ပြားကင်သူတို့သည်စီစီညံညံအတန်တို့ဖြင့်ဤလန်းလေးမှတော်ရဲဝင်ခဲ့ကြသည်တောင်မြားကြားမှဤရွာကလေးဤမနှက်ခင်သည်ယခုတော့တိတ်ဆိတ်နေဤတတင်းတင်းတကြိုင်ကြိုင်တလိုင်လိုင်ရှိနေသောတော်ပန်းရနံတို့ကိုလည်းသူတို့ရှူရှိုက်ဖို့မေ့လျော့နေခဲ့ကြသည် တညင်းညင်းတတွဲ့တွဲ့တဖြူးဖြူးတတုံတုံတိုက်ခတ်လာတော့လေနုအေးလေးကလည်း၎င်းတို့ရင်တွင်းမှ အပူမီးကိုမငိမ့်ပေးနိုင်ခဲ့ချေရွာလေးအတွင်းမှ လူများမဆိုထားပြီးခွေးများပင်အမီးကုတ်၍အတန်မထွက်ရဲကြပေရခင်ကဤလူများသည်တောနှင့် အပေးယူမျှခဲ့ကြသည်တောထံမှ၎င်းတို့အလိုရှိသမျှကို ယူဆောင်ခဲ့ကြသည် တောကိုအမိပြု၍၎င်းတို့လောက်ကင်စားတော့ကြသည်တောထဲမှတားကောင်များကိုဟင်းစားအတွက်သာမက စီးပွားရေးအတွက်ပင်ပြစ်ခတ်ဖန်စီတက်ဖြတ်ခဲ့ကြသည်ယခုတော့၎င်းတို့သည်တောထဲကိုမဝင်ရဲကြတော့ချေတောသည်လူကိုမကြောက်လူကသာတောကိုကြောက်နေရသည်တောသည်လူတို့ထံမလာလူတို့ကသာတောထဲကိုဝင်ရောက်ခဲ့ကြသည် တောသည် လူတို့ထံမှဘာကိုမှမယူဆောင် လူတို့ကသာတောထဲမှအရာရာကိုယူဆောင်ခဲ့ကြသည်ယခုမူ၎င်းတို့မှတောထဲကိုလည်းမဝင်ရဲရွာပြင်ကိုပင်မထွက်ရဲကြတော့ပေ ယခုကိစ္စများကိုစတင်ခဲ့သူမှာကာနယ်ဝီလ်ဆင်နှင့်၎င်း၏တပ်သားများဖြစ်သည်လွန်ခဲ့သောတပတ်က၎င်းတို့တပ်စုသည်ဤတောင်ကြားထဲမှအာမွန်းရွာကလေးသို့ရောက်ရှိလာကြပြီး ရွာသားများထဲမှတော်ကြွန်းသောကာယံနှင့် အာဂျွန်ဆိုသော လူရွယ်နှစ်ယောက်ကိုခေါ်ဆောင်၍တောပြစ်ထွက်ခဲ့ကြလေသည်၎င်းတို့အဖွဲ့သည် ရိုင်းဖယ်များကိုစီကင်ဆွဲ၍တောင်ကိုများဝေလျက်ရှိသောချောင်းလက်တက်များစွာ ရှက်ဖြာစီစဉ်လျက်ရှိသောဟိမဝန္တာဤတောင်ဆွဲတောင်စု ချံပါဝက်တောင်များကြားသို့ဝင်ရောက်သွားခဲ့ကြသည်တောထဲတွင်မက်ချင်းနှင့်ဖြုတ်တို့က ဝိုင်းအုံကြိုက်ခဲကြသည့်အပြင်လူပေါ်သို့ခုန်တက်၍အရေပြားတဲ့ခေါင်းဆိုင်ကသွေးကိုစုပ်ယူသောကြွများကလည်းခွာချ၍မနိုင်အောင်ပေါများလာပေသည်၎င်းတို့သည်တောင်နှလုံးကိုကြော်ဖြတ်ခဲ့ကြပြီးနောက်ဝေယုံတော်တစ်ခုကို တိုးဝှေ့နေကြစဉ်ကာနေဝီစင်က လက်ကပြသဖြင့်အားလုံးဤခြေလမ်းများတုံငနေရက်တန့်သွားခဲ့ကြသည်ကာနေဝီစင်သည် ဘိုလ်ချုပ်တူအားလက်ရက်ခေါ်၍ရှေ့သို့အတာတက်သွား၏မကြာလိုက်ချေတနတ်တန်တစ်ချက်ရှေ့စင်နောက်စင်ထွက်ပေါ်လာပြီးကျဲလောင်စွာဟိမ့်ဟောက်လိုက်သော ကြားဟိမ့်တန်ကြီးကိုကြားလိုက်ရသည်ကြားသည်နာကြီးကျဲလောင်စွာ ဟိမ့်ဟောက်လိုက်ပြီးတောထဲသို့ တိုးဝင်ပြောက်ကွယ်သွားခဲ့သည်ကာနယ်ဝီစင်သည်ရခင်ကြားဝတ်နေခဲ့သောကြောက်ဖြာနာသို့လင်းမြန်စွာ ပြေးသွားပြီးကြီးလိုက်ရာတွေးဆက်များကိုတွေ့ရသဖြင့ ဆက်လက်ရန်အချက်ပေးနေစဉ်အောက်ဖက်နာကုံဆောင်မှအော်မီတန်တချို့ကို ကြားရသဖြင့်ကြည်လိုက်ရာ ကြားပေါက်လေးနှစ်ကောင်ကို တွေ့လိုက်ရလေသည် Oh my god here the two tiger cubs come and get it quickly so be ကြားပေါက်လေးနှစ်ကောင်ကို အမြန်ဖမ်းခိုင်းပါတယ်ကာယန်နှင့်အာဂျွန်တို့၏မျက်နှာများတွင် တွေးမရှိတော့ပေ၎င်းတို့သည် မျက်လုံးများပြူးကျယ်၍တောကြားထဲသို့အထိတ်တလန့်လှည့်ပတ်ကြည့်နေကြသည် မကြာလိုက်ပေပြည်တိချတတ်သားများသည် ကြားပေါက်လေးနှကောင်ကိုဖမ်းဆီးလိုက်ကြသည်ထို့နောက်၎င်းတို့သည်ကြားမကြီးနောက်သို့ဆက်လိုက်ကြရာ နေတဝက်ခန့်တောတိုး၍လိုက်ကြပါတော်လဲကြားမကြီးကို၎င်းသွေးဆက်များကို၎င်းမတွေ့ရတော့သဖြင့်ပြန်ခဲ့ကြလေသည်အပြန်ခရီးတွင်ကြားပေါက်လေးနှကောင်အား အာဂျုံနှင့်ကာယံတို့မှ တကောင်စီတည်ယူရသည်၎င်းတို့သည် ကြောက်ရွံ့လသဖြင့်တကိုယ်လုံးတဆက်ဆက်တုံရင်လျက်ရှိရာကာနယ်ဝီစင်နှင့်အဖွဲ့သားများ၏လောင်ပြောင်ရေမောခြင်းကို ခံကြရလေသည်ထိုနေ့မှစ၍ညအချိန်များတွင်တောင်ကျောပေါ်မှ ကြားဟိန်တန်ကြီးကိုညစဉ်ကြားရလေရာကြားမကြီးသည် သူမ၏သားသမီးကိုလိုက်ရှာနေခြင်းဖြစ်နိုင်သလိုလူသားတို့အားနာကြီးစွာဖြင့် ဟိန်းဟောက်နေခြင်းလည်းဖြစ်နိုင်ကြောင်းအာဂျွန်နှင့်ကာယန်တို့နှစ်ဦးကသိရှိနားလည်ကြလေသည် ပထမနေ့များတွင် ရွာသားတို့သည်ကြောက်ရွံ့သဖြင့်တောထဲမဝင်ရဲကြတော့လဲနောက်ရက်များ၌ပုံမှန်အတိုင်းပင်တောထဲဝင်၍လုံးစရာကိစ္စများကိုပုံမှန်အတိုင်းလုံးဆောင်ကြလေသည်ထိုအတော်အတွင်း၌မိသည့်ထူးခြားမှုမှ မရှိခဲ့တော့လဲမနေ့ကမူညနေစောင်းအချိန်ရွာပြင်တွင်မြဲရိပ်နေသော စီတာဟူသည့်မိမ့်မပြိုကို ကြားဝင်ဆွဲတော်သည်သူမနှင့်အတူမျက်ရိပ်နေသော မာယာနှင့်လာခီတို့၏ပြောကြားချက်အရသူမတို့သည်တချင်းတကြော်ကြော်ဖြင့်မျက်ရိပ်နေကြရာလေအသင့်တွင် ပုတ်အဲညီဆိုးဆိုးအနံ့တစ်ခုကိုရှူရှိုက်မိသဖြင့်ဘေးဘီကိုလှည့်ကြည့်လိုက်ကြရာ ကိုင်းပင်ကြားတွင်ကြီးမားလာသောကြာဦးကောင်းကြီးသည်ညီရဲသောမျက်လုံးအုံဖြင့်သူမတို့ကိုချောင်းမြောင်းနေကြောင်း ကြားကြီးညာဘက်ပါဇက်နှင့်မျက်နာတွင်စုပ်ပြဲနေသည့်ဒံရကို တွေ့ရှိရကြောင်းသူတို့သည် ကြောက်ရွံ့စွာအော်ဟစ်၍ပြေးလွှားကြရာစီတာဆိုသောမိမ့်မပြိုကိုကြားကြီးကခုံအုပ်၍တော်ရဲကြိုက်ချီသွားကြောင်းတို့ကို ပြောပြကြလေသည် ရွာသားတို့သည်မိတို့များထွန်းညှိ၍ဓာလန်လေးပြားတို့ကိုကင်ဆွဲကာတော်ရဲဝင်၍လိုက်ရှာကြရာ ရှိုးမြောင်တစ်ခုရှိကြောက်ဆက်တနေရာတွင် ရုပ်ပြက်စင်းပြက်တေဆုံး၍တပိုင်းသာကြံတော့သည့်စီတာဤအလောင်းကို တွေ့ရှိကြရလေသည်ရွာသားတို့သည်ကြောက်ရွံ့ထိတ်လန့်စွာဖြင့်စီတာဤကြံနေသော ကိုယ်တပိုင်းကိုရွာပြန်တည်ခဲ့ကြသည်၎င်းတို့ရွာထဲဝင်မိကြသောအခါရွာအဝင်လမ်းဘေးရှိအိမ်တအိမ်ဤနဘေးတွင်လေတိုင်မှတွေးတို့ယိုစီး၍တေဆုံးနေသောခွေးတစ်ကောင်ကို၎င်းဖြားနာနေသဖြင့် အိယာတဲတွင်လဲနေသော အာဂျုံဤအလောင်းကို ရွာလမ်းမပေါ်တွင်၎င်းတွေးရှိရလေတော့သည်ခွေးဤလဲတိုင်း၌၎င်းအာဂျုံဤလဲတိုင်း၌၎င်းကြားကဲ့ရသည်အစွဲရာတပေါက်တာပါပြီးညာဘက်အစွဲရာကိုမတွေ့ရသဖြင့်ထိုကြားသည် စီတာကိုဝင်ဆွဲသွားသောညာဖက်မျက်နာစုပ်ပြဲနေသည့်ကြားပင်ဖြစ်ကြောင်းအတွေ့အကြုံရှိမုတ်ဆိုးကြီးလိုကင်က ပြောပြလေသည် ထိုကြားကား ကာနယ်ဝီစင်ပြစ်ခတ်မှုကြောင့်ညာဘက်မျက်နာကို ထိမှန်ကပါဇက်တချမ်းစုပ်ပြဲ၍ညာဘက်အဆွဲတချောင်းပြုတ်ထွက်သွားသောကြားမကြီးပင်ဖြစ်ပေတော့သည် ထို့ကြောင့်ယခုနေ့တွင်ဤရွာအဝင်လမ်းဘေးလေး၌၎င်းအာမွန်းရွာလေးထဲ၌၎င်းတိတ်ဆိတ်၍အကြောက်တရားတို့ကြီးစိုးနေခြင်းကြခြင်းပင်ဖြစ်ပေသည်၎င်းတို့ထဲ၌အကြောက်ရွံ့ဆုံးသူက ကာယံပင်ဖြစ်သည်၎င်းသည် ကြားပစ်သည့်အဖွဲထဲတွင်လိုက်ပါခဲ့သည့်အပြင်ကြားပေါက်လေးကို အာဂျွန်နှင့်အတူတည်ဆောင်လာခဲ့သူဖြစ်သည်မင်းညာကအာဂျွန်၏အလောင်းမှာမြင်ရက်เสียမှရှိပေ။ကြိုက်တက်ပြီးတကိုယ်လုံးကိုလက်သေးများဖြင့် ပုတ်ခတ်ထားသည်ဖြင့်အသားတို့ဖွာလန်ကျဲနေသည်။ရွာသားများသည်အလောင်းများကိုမြုပ်နှံတကြိုပေးလိုက်ကြပြီးဓာလန်များကို အသင့်ပြင်၍အိမ်များကို လုံခြုံစွာပြုပြင်ဖာထေးကြသည်။ထိုညတွင် ရွာမြောက်ဘက်အဆက်မှလေးငါးချက်ဆင့်၍ဟိမ့်လိုက်သောကြားတန်ကြီးကို ထိတ်လန့်ပွေကြားလိုက်ရသဖြင့်ယောက်ျားသားများသည်ဓာလန်များကိုကင်ဆွဲလိုက်ကြပြီးမိတို့များမြောက်ကန်၍ရွာမြောက်ဘက်သို့တတိဖြင့်ချီးကပ်သွားခဲ့ကြရာရွာတောင်ဘက်မှအထိတ်လန့်တကြားအော်ဟစ်တန်များကိုကြားလိုက်ရသဖြင့်တန်ကြားရနေရာတွင် စုယုံမိကြတော်လဲနောက်ကျသွားခဲ့ပြီဖြစ်သည် ရွာတောင်ဘက်ပြားမှအသက်12နှစ်အရွယ်ဂံဃာဆိုသောကလေးမသည်ကြားဆွဲရာနောက်သို့ပါသွားခဲ့ချေပြီးရွာထဲရှိခွေးများက အကြောက်လွန်၍မတ်တပ်ပင်မရက်နိုင်ကြချေတီအီအော်မီကမြေတွင် အမိကုတ်တရွတ်ဆွဲနေတော့သည်ကြားသည်လူတို့ထံမလားလူတို့ကသာကြားထံသွားခဲ့ကြသည်သူမဤသားသမီးတို့ကိုယူဆောင်ခဲ့ကြသည်သူမအားဒဏ်ရာပေး၍ ကျဏာဖြစ်အောင်လုပ်ခဲ့ကြသည်အခုတော့ကျဏာခဲခဲ၍ကြားသည် လူတို့ထံလာချေပြီထိုည၌၎င်းတို့သည်ရွာလေရှိဝုတ်ပြုကြောင်းလေးတဲတွင်စုယုံ၍အိတ်ဆက်ခဲ့ကြရသည် နောက်ရက်တွင် ထိုရွာနှင့်နှမိုင်အကွာရှိပေါ့ဟာရီရွာလေးမှရွာသားတဦးကိုကြားဝင်ဆွဲကြောင်းတင်းရပြန်သည် အာမွန်းရွာလေးတို့ကြားသည်မလာတော့ပေတော်တဲ့ဝင်လာသည်မြတ်သောလူတို့အားကြားသည်အလွတ်မပေး ထိုည၌ပောဟာရီရွာတွင် လူဝင်ဆွဲသဖြင့်ထိုရွာနှင့်အတန်ဝေးသောကာကီရွာသားများသည် ပော့ဆ၍တော်ရဲဝင်ကြရာကြားဆွဲခြင်းကို ခံကြရပြန်သည်ယင်းနောက်ဒီယူရီ ရွာဘက်သို့လှည့်၍တောင်းကျမ်းပြန်သည် ထိုအခါထိုကြားဆိုး၏တည်င်းသည်အချိန်တလအတွင်း၌အိန္ဒိယနိုင်ငံ၏အနေနဲ့အရရဲ့တို့ပင်ပြန့်နှံ့နေချီတော့သည်အင်္ဂလိပ်အစိုးရသည် နောက်ဖက်တောင်ချီရွာများဖက်တို့တက်သားများစေလွတ်၍တောနှင်းရှာဖွေကြချိန်တွင် ကြားသည်တောင်ချီအရှိမြောက်ဖက်ရှိဒနာဘိုဒိုလာရွာများစုရွာရွာစုများဖက်တွင်တပံတောင်ချမ်းနေပြန်သည်အချိန်နှစ်လအတွင်း၌ကြားသည်လူအယောက်90တက်ဖြတ်ပြီးဖြစ်လေသည်သူမသည်အန်သွားချို့၍ရွင်မှုကြောင့်တောထဲတွင်အမဲလိုက်ရန်အစီမပြေမှုကြောင့်လူသားစားခြင်းပေလော သူမဤဒံရများကြောင့်လူတို့အပေါ်ကျနာခဲခဲနေခြင်းပေလောသို့မဟုတ်သူမဤသားနှင့်သမီးအတွက်လူသားတို့အားမုံတီးကလိုက်လံတက်ဖြတ်နေခြင်းပေလောတို့ဒီမဟုတ်ဤအချက်များအားလုံးကြောင့်ပေလားမဆိုတတ်ချေယနေ့အာမုံးရွာလေးတွင်စကန်းချ၍ကြားစိုးကိုလိုက်လံရှာဖွေနေကြသောစစ်သားများပြန်ကြတော့မည်၎င်းတို့သည် နေ့ရောညပါတောနှင်း၍၎င်းကင်းချ၍၎င်း ထောင်ကျောက်ကြော့ကွင်းများကိုထောင်၍၎င်းကြားကိုအသေးအတန်ရှာဖွေကြတော်လဲကြားဤအကောင်တဲကိုမဆိုထားပြီးကြားဤခြေရာကြားဟိန်တန်တို့ကိုပင် လုံးဝမကြားရပေထောင်ကျောက်များကိုလည်းကြားသည်ဝင်မတိုးခဲ့သည်ပိုဆိုးသည်ကမြို့နှင့်နီးကပ်သောပူနတီရွာကိုညကကြားစိုးဝင်၍လူတဦးကိုတတ်ဖြတ်ခဲ့ပြီးတဦးကိုကိုက်ချီသွားသည်ဟူသောသတင်းကိုယခုမနက်တွင် ခြေမြန်တက်သားနှစ်ဦးလွတ်၍အကြောင်းကြားလာခဲ့ခြင်းကြောင့်ဖြစ်သည် ထို့ကြောင့်တက်သားများသည်ပူနတီရွာဘက်သို့အေးတကြီးသွားရန်အထုပ်ပိုးများပြင်ဆင်သိမ်းဆည်းနေကြခြင်းဖြစ်သည်အာမွန်ရွာဘက်တွင်လည်းကြားဤအစာအနအရေးအယောင်ကိုမမြင်ရသည်မှတလခွဲခန့်ရှိပြီဖြစ်သည် မကြာမီတက်သားများသည်ပူနတီရွာဘက်သို့ခြိတက်သွားကြသည်၎င်းတို့သည်ကြားကိုတုတ်တင်နိုင်နေနိုင်မီလားမဆိုတတ်ချေ ထိုနေ့ည၌အာမွန်ရွာလေးတည်းရှိအိမ်တို့တွင်ဖျောင်းတိုင်မီးလေးများတထိန်ထိန်ဖြင့်စကားပြောတန်များစီညံလျက်ရှိလေရာရွာလေးသည် ပုံမှန်အတိုင်းပင်လေပတ်ခြင်းဖြစ်နေပေတော့သည်တို့ရာတွင် နောက်နေ့မနေ့၌ကအာမွန်ရွာလေး၌တဖန်တိတ်ဆိတ်၍ခွေးများသည်ပင် အမိကုတ်ကအိမ်အောက်များတွင်တဆက်ဆက်တုံရင်နေကြတော့သည်ညက၎င်းတို့သည်ကြားတန်ကို မကြားရလူတန်ကိုလည်းမကြားရချီ တို့ရာတွင်ယခုမနှက်နိုင်မူတဦးတည်းအိတ်နေသော အဖိုးဤဘီရန်မရှိတော့ပေ သွေးဆက်များနှင့်ကြီးမားသောကြားချေရများကိုရွာလမ်းမ၌ကြံခဲ့လေသည်ကြားသည်သားသောကျနာခဲလူသားဆွဲလန်းသူစသောအချက်များဖြင့်ကြောက်เสียပင်ဖြစ်တော်၏ကြားသည်တဖြည်းဖြည်းကောက်ကျစ်လာသည်၎င်း၏ဟိဟောက်တံကိုမကြားရတော့ချေတိတ်တဆိတ်ဝင်လာသည် တို့ရာတွင်၎င်း၏ခြေတံကိုလည်းမကြားရချေ၎င်း၏ခြေရာများကိုသာရွာလန်းပေါ်တွင်ခြံထားရစ်ခဲ့သည်တောသည် လူနှင့်မကင်းနိုင်တောသည် လူနှင့်ကင်းနိုင်သည်တို့ရာတွင် လူတို့သည်တောနှင့်မကင်းနိုင်၎င်းတို့၏စားဝတ်နေရေးအတွက်တောထဲဝင်၍မှုချိုးမြစ်ချိုးဆေးဥတူတိခုတ်ဝါခုတ်စသည်တို့ကို ပြုလုပ်ရသည် ရွာပြင်စိုက်ခင်းများတွင်အလုတ်ထွက်လို့ရသည်တောဆက်တောင်ရခင်းများတွင်အလုတ်သွားလို့ကြရသည်အလုတ်မလုတ်လျင်လဲငတ်၍တေမီထိုအခါကောက်ချစ်စင်းလဲစွာလှဲ့ပတ်ချောင်းမြောင်းနေသောကြားသည်လိရင်လစ်တလို့ဝင်ဆွဲသည်လူအယောက်150ကျော်ကိုအချိန်၈လအတွင်းတတ်ပြတ်ခဲ့သည်တမိုင်းတွင် မရှိခဲ့သောစံချိန်ပင်ဖြစ်တော်၏အင်္ဂလိပ်အစိုးရသည်ကြားစိုးကိုစုငွေထုတ်ခဲ့သည် ကြေးစားမုတ်ဆိုးတို့ကိုငားရမ်း၍ကြားကိုတောနှင်းရှာဖွေခဲ့ကြသည်။နေကန်အိန္ဒိယမုတ်ဆိုးများကလည်းစုငွေအတွက်ကြားကိုတောနှင်းရှာခဲ့ကြသည်။မြေချင်းတူး၍၎င်း၊လောင်အိမ်ဖြင့်၎င်း၊တုတ်ကိုင်းများဖြင့်၎င်းအစာဖြင့်ထောင်ပန်းခဲ့ကြသည်။ဒန်ရစ်ဆိုသူ မုတ်ဆိုးကြော်ကိုကြားသည်တက်စားခဲ့ပြန်သည်။ခြေရာများသည်တုတ်ကိုင်း၊လောင်အိမ်၊မြေချင်းများဘေးမှကတ်သွားခဲ့တော်လဲ ါးနက်လာတော်ကြသည်မြည်သည့်အခါမှထောင်ချောက်ကိုဝင်မတိုးခဲ့မုတ်ဆိုးများစွာသည်ကြားကို တော်နှင်း၍ရှာဖွေခဲ့ကြတော်လဲကြားကိုမရရှိခဲ့ပေ၎င်းတို့သာကြားစာဖြစ်ခဲ့ရသည်အစိုးရသည်ဒေါသပုံထား၍နေတော်သည် ပို၍စိုးသည်မှာကာနယ်ဝီစင်ကိုတိုင်း၎င်း၏တပ်ဖွဲ့ကိုဥဆောင်၍တော်နှင်းရှာဖွေခဲ့ရာညနှစ်နာရီအချိန်တွင်ကြားသည် ကင်းသမားများကိုရှောင်ရှား၍ ရွက်ဖြင့်တဲတဲတွင်အိပ်ပျော်နေသောကာနယ်ဝီစင်ကို ရုတ်တရက်ဝင်ဆွဲ၍တောတိုးပျောက်ွယ်သွားခဲ့ခြင်းဖြစ်သည်တက်စုမူဥဆောင်၍တပ်သားများသည်ညာတန်ပေး၍အတင်းလိုက်ကြရာ ရှေ့နဖာလုံကန့်တွင်လေကုန်း၌အဆွေရာတပေါက်ဖြင့်တည်ဆုံးနေသောကာနယ်ဝီစင်၏အလောင်းကိုသာ တွေ့ကြရပြီးကြားကိုမူအရေးအယောင်ပင်မတွေ့ရတော့ချေရင်းနောက်တလပင်မကြလိုက်ချေအာမွန်းရွာပြင်တွင် မျက်ရိပ်နေသောကာယံကိုလည်းကြိုက်သက်ဆွဲယူသွားပြန်သည်ထိုညတွင်အတန်တိတ်နေခဲ့သောကြားမကြီး၏ဟိန်းတံကိုအာမွန်းရွာ၏အပေါ်ဖက်တောင်ကျောပေါ်မှ ကြောက်ခမန်းလိလိကြားရလေတော့ရာသူမသည် သူမ၏ရန်သူများကိုကလဲစားခြေပြီးသည်ဖြင့်အောင်ပွဲခံဟိန်းဟောက်နေခြင်းဖြစ်ပြီးသူမသည်ရိုးရိုးကြားမဟုတ်နတ်ကြားသာဖြစ်သည်ဟုဒေသခံများကယုံကြည်လက်ခံခဲ့ကြလေတော့သည် ြားသည်တကယ်ပင်နတ်ကြားပြီလောကျွမ်းကျင်မုတ်ဆိုးများနှင့် အင်္ဂလိပ်တပ်သားများကို၎င်းလှည့်စားနိုင်ခဲ့သည်ယုံတောင်ပြေးခွေးမြောက်လိုက်ဖြစ်အောင်လုပ်နိုင်ခဲ့သည် ချံပါဝတ်တောင်တန်းများ၏အရှိတ်အချမ်းတွင်ကြားစိုးတောင်ကျမ်းသဖြင့်တောနှင်းရှာဖွေနေကြချိန်တွင်ကြားသည်တောင်တန်းများ၏အနောက်ဘက်တွင်တောင်ကျမ်း၍လူတက်နေပြန်ရာ မုတ်ဆိုးများနှင့်တပ်ဖွဲ့များသည်တောင်ကျောအနောက်ဘက်သို့တဖန် ပြန်ရောက်လာပါကကြားမှာအရှိမြောက်ဖက်ရှိရွာထဲဝင်၍လူနှူးကိုတတ်ထားခဲ့ပြီးတူးကိုကိုက်ချီယူဆောင်သွားပြန်ရာအယူမရှိသောအင်္ဂလိပ်လူမျိုးများပင်အမှန်စင်စစ်နှက်ကြားပင်ဖြစ်ရမည်ဟုယူဆလာကြတော့သည်ပုဏတိရွာဤရွာပြင်ချောင်းဆက်တွင်ထိုနေ့မနေ့ကကြားဝင်ဆွဲသွားသောဂင်းကာအမည်ရှိမိမ့်မပြိုဤရုပ်အလောင်းသည်ယင်တလောင်းလောင်းဖြင့်ကိုရပိုင်းသာကြံတော့သည် ဒေသခံမုတ်ဆိုးကြီးဟူစိန်နှင့်၎င်း၏တပည့်၃ယောက်သည်အလောင်းနှင့်ခက်လန်းလန်းရှိတစ်ပင်တပင်ပေါ်တွင်လင်းစင်ကိုတိဆောက်၍ကြားကြီးအလောင်းကို ပြန်လာစားမိအချိန်ကိုစောက်စားလျက်ရှိသည်တောဒီကထူးခြားစွာ တိတ်ဆိတ်၍နေ၏ညတနာရီအချိန်တွင်ရွာထဲမှကြားဟင်းတန်ကြီးတစ်ချက်ကို ကြားလိုက်ရပြီးကြောက်လန့်တကြားအော်ဟစ်လိုက်ကြသောလူတို့၏အတန်ကို ကြားလိုက်ရသဖြင့်ဟူစိန်သည် ၎င်း၏တပည့်သုံးဦးကိုခေါ်ယူ၍ရွာထဲဖက်သို့ပြေးလာကြရာရွာကိုလမ်းမြင်နေရသောလမ်းမတနေရာရောက်တွင် နောက်ဆုံးမှပြေးလာသောဟူစိန်အားကြားသည် ခုံအုပ်၍တော်ရဲချီသွားတော်၏၎င်းထံမှ တနက်တန်တစ်ချက်ထွက်ပေါ်သွားတော်လဲထိုတနက်တန်မှာလေထဲကိုသာပြစ်မိသောတနက်တန်ပင်ဖြစ်တော်၏၎င်း၏တပည့်များသည်လက်ထဲမှလံများဖြင့်ပြစ်ခတ်ရန်ချိန်ရွယ်ခဲ့ကြတော်လဲ ၎င်းတို့ဤဆရာဟူစိန်အားထိမှန်မှဆိုး၍မပြစ်ခဲ့ကြပေတို့နှင့်ခြုံကြားထဲမှหนีရဲသော မျက်လုံးအုံဖြင့်ချောင်းနေတတ်သောမျက်နာကြီးနှင့်အတူတိတ်တဆိတ်ဝင်ရောက်လာပြီးခြေရာများကိုသာ ကြောက်မဲ့ဖွယ်ခြံထားရစ်ခဲ့သောနတ်ကြားကြီးကို လူများသည် နေ့စဉ်ကြောက်ရွံ့၍နေခဲ့ကြရသည်ယာသည်ဆက်ဝန်းများသည်တရွေ့ရွေ့လေပတ်၍အချိန်၃နှစ်ကြာခဲ့တော်လဲ ကြားကြီးကိုမတုတ်တင်နိုင်သည့်အပြင်၎င်းတက်ခဲ့သော လူမာအယောက်ပေါင်း431ယောက်ရှိခဲ့ပြီဖြစ်သည်၎င်းသည် နီပေါ်နှင့်အိန္ဒိယတို့တွင်လှည့်လည်ကြက်စားခဲ့ပြီး လူများကိုတတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ကြားဆိုသည်အိန္ဒိယဖက်ချန်းတွင် နောက်ထပ်လူ၄ယောက်အားတတ်စားပြီးနောက်ရက်တွင်16နှစ်အရွယ်မိမပြိုတူဦးကို နေကင်းအချိန်၌ရွာထဲဝင်ဆွဲလျာထိုအချိန်၌ ကြားဤနောက်ကိုလိုက်နေသောဂျင်ကောဘတ်အမည်ရှိအိန္ဒိယမုတ်ဆိုးတဦးသည် ထိုအနီးအနားတွင် ရောက်နေသည်နှင့်ကြုံနေတော့သည်ဂျင်ကောဘတ်သည်၎င်း၏လက်ဆွဲတော်နှလုံးပြူးကိုကင်ဆွဲ၍မိမပြိုဤသွေးဆက်အတိုင်းခြေရာခံ၍လိုက်ခဲ့ရာမြောင်ကြားတစ်ခုတွင် မိမပြိုဤဝမ်းပိုက်အတွင်းမှဦးကလီစာတို့ကိုစားတောက်နေသောကြားကို တွေ့ရလေတော့သည်၎င်းသည်တနတ်မောင်းကိုမတင်လိုက်စဉ် ပါနက်လာသောကြားကြီးသည်ညီရဲသောမျက်လုံးစုံဖြင့်၎င်းရှိရာသို့မော့ကြည့်လာပြီးလျင်သွေးတို့စွန့်ပိန်နေသည့်ပါဇက်ကြီးကိုဖျဲလျက်ဟိမ့်လိုက်ရာဂျင်ကောဘတ်ဤတနတ်သည်ဒိန်ငနေမြည်ဟီး၍ဖျဲထားသောကြားမကြီးဤခရင်းတဲတဲ့တဲ့ဝင်သွားပြီးနောက်စီပွင့်ထွက်၍နေရာ၌ပင်လဲကြလေသည်လူ436ယောက်ကိုရက်ဆက်စွာတတ်ဖြတ်ခဲ့သောကြားမကြီးကဤနေရာတွင်ဇက်သိမ်းသွားချေပြီး ဤဒီကကြာဤအမာလာ လူဤအမာလာ ကျွန်ုပ်မစိုတတ်ချေအဓိကတရခံမှာဂျက်မပိုင်ပဲပြစ်ခတ်ခဲ့ပြီးမိမိလက်စကိုမိမိအစုံမတတ်နိုင်ခဲ့သော ကာနယ်ဝီစင်ဤအပြည့်ဟုသာကျွန်ုပ်အနေဖြင့်ယူဆမိလေတော့သည်ထိုအချိန်၌ထိုကြားမကြီးဤသတင်းသည်အိန္ဒိယ၌တာမကကဘာကျော်လျက်ရှိပေရာကြားမကြီးနေထိုင်သော ချံပါဝတ်တောင်တန်းများကိုအစွဲပြု၍ ၎င်းကြားမကြီးကိုခြံပါဝက်ဟုသာကော်တွင်ကြသည် ထိုအခါခြံပါဝက်ကိုတုတ်တင်သောမုတ်ဆိုးဂျိမ်ကောဘတ်မှာ အင်္ဂလိပ်အစိုးရကချီးမြှင့်သောစုငွေများစွာကိုရရှိသည့်အပြင်၎င်း၏အမည်မှာယခုကာလအနှစ်တရာကျော်အထိကဘာကျော်ခဲ့လေတော့သတည်းဟုတ်ကဲ့ပါခင်ဗျာစုံးနီနားဆင်ပေးခဲ့ကြတဲ့ပေးသက်တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ